ကျေးဇူးတော်ရှင်အကမဟာပန္တိတအပိဓဇမဟာရထဂုရုမောဂုတ်ဆရာတော်ဘုရားကြီးအမရဗုဒ္ဓမြို့မင်္ဂလာရိပ်သာတမယုံကြည်ပေါ်တွင်3ရက်12လ1960ခုနှစ်၌ကျောင်းမကြီးဒေါ်တင်လာနှင့်ယောဂီများအားအထူးဟောကြားဆုံးမတော်မူအပ်သောလမ်းခွဲရှာရန်တရားတော်အနည်းဝိဒိရိမြာခဏကိုယထာရည်ဝင်ဆိုင်တယ်လို့ပြောတယ်နော် ဖြိုက်လို့ကောင်းရတယ်ဒီကနေ့ပြီးထွက်သွားပြန်တော့ဟောဦးရဲ့ဘုရားဟိုနေဘူးလေဘူးရိုက်ပရိသနာကိစ္စတွေကရှာပွေရဒီဘုရားလည်းဟိုဘုရားဆိုတော့လေသီဝိသတဲ့မကောင်းဘူးဒီဘက်ကြတဲ့ခါကြတဲ့ရှင်လည်းဆရာကကျွနေဘုရားအနာကြီးပေါက်ပြီးကြတာတေကံသင်္နာပေါ်နေတဲ့ဘုရားပြန်နေတော့ဒါလည်းကောင်းရင်လားဟုတ်ပါဘူး ။မြဲနေပြီဆက်သွားပြန်လာပြီခန္ဓာကိုယ်ကြီးကသူလမ်းတင်းသွားတာပဲလမ်းစဉ်တိုင်းသွားတာပဲဘူရာစဉ်တိုင်းသွားတာပဲဆိုတော့မှတ်ထားရတယ်။ဒီကနေပြီဒီကလည်းဒီဘူရာပေမွဲကောဘူရာဆိုတော့လည်းသေးတယ်ဆိုတာလည်းသိရတာပတ်တယ်ဘူရာကိုမွဲစရာကကိုယ်ရှိတဲ့ပစ္စည်းပါတူစမှာဘာမှတကုတ်တော့လိုက်ရတာမှမဟုတ်ပဲ။ကိုယ်စရာကတော့ကိုယ်ရှိတဲ့နဲ့သားလည်းကမွန်နေနဲ့ ကွဲပြီးဒီကလာဒီကြတာဒီတိုင်းလည်းမနေရဘူးလို့ခေါင်းပြောင်းပြီးဒီကလာသွားရတယ်ဒီထားရနော်ခန္ဓာကိုယ်ထားရခေါင်းပြောင်းပြီးဒီကလာသွားရတယ်သွားတဲ့ခါကျလိုက်ရှင်ပရိပုသေဘူးတော့ပြန်ဆိုင်တယ်ပဲဒီကဲသဆိုင်နေတော့တပံရလုံးကဒီဘူးတော်လေးဘူးတော်ကလှဲ့နေတာမှတော့ဘယ်မှထွက်သွားကြလမ်းကုန်မရှိဘူး အဲ့ဒါဒီထဲမှာဆက်ဆုပ်ပြန်နေရုံမုံတရားကြီးမှတော့ဘာမှမရှိဘူးသူမှတ်ထားပါနော်အဲ့တော့ငါနဲ့အခုတွေ့လာတာတခြားမဟုတ်ပါဘူးငါတို့လမ်းကွဲပြမလို့လမ်းကွဲပြမလို့ဒါကတော့နောက်ကနေခဲ့တာကိုပြတာပါရှေ့ကလည်းဒီတရားမျိုးကိုအာမထုတ်သေးဒီတိုင်းကြွားရလိမ့်မယ်ဆိုတော့မှတ်ထားပါအဲ့တော့ ဘယ်နေရာလမ်းခွဲရမှာတော့လို့မဲတဲ့အခါကျတော့ပရိသေဘူရာကနေအိုဘူရာရောက်လာပထမနေ့အပြာအိုဘူရာနေပြီကနာဘူရာမရောက်ခင်မက္ကန်လမ်းခွဲရမယ်အိုနဲ့အနာချမ်းမှာလမ်းခွဲရှာနာမရှာမယ်ဆိုလည်းမရဘူးအခုအိုနေတဲ့အချိန်နဲ့မနာခင်အိုဘူရာနေနာဘူရာအပွားမှာမရောက်ခင်လမ်းခွဲရမယ် သဘောပါလားဘယ်ခြင်းလန်းခွဲရမလဲဘုရားကနာဘုရားမရောက်ခင်လန်းခွဲရမှာနင်တို့ကအခုရောက်လို့တဲတဲ့ဖြစ်နေတယ်ဒါကမရောက်ခင်ခွဲရမှာဆိုတော့ဒီလိုက်ရှင်နားလဲအခုတရားထုတ်နေကြတယ်ဆိုတော့နာဘုရားမရောက်ခင်လေးတယ်ဘုရားနေတော့ဘွားတော့ဘွားတာပဲနာဘုရားကိုမရောက်ခင်လေးလန်းခွဲမှာဒီမြန်လန်းခွဲနိုင်ခွဲမခွဲနိုင်တဲ့နာဘုရားကြမှာတော့သေဘုရားသွားရမှရှိတယ်ဘယ်နဲ့မှမတတ်နိုင်ဘူး ဒါကြောင့်မနေ့ကပြောခဲ့တဲ့လမ်းကွဲပြမယ်လမ်းကွဲပြမယ်လို့ပြောတော့ခုလမ်းကွဲသိပြီအခုနဲ့အနာအခုကြမှာခွဲရမှာနာမရောက်ခင်ကြမှာခွဲရင်ခွဲမခွဲရင်ဒီခဏကတော့ကြောက်ကြောက်ရန်လမ်းနဲ့သွားမယ်ဆိုတာမှတ်ချရမယ်ကဲမင်းတို့ကဘယ်ရောလမ်းကွဲလို့ပို့ပူလာပါလားရောက်တယ်ပါ ရောက်ခံနေခွဲရမှာရောက်မှဆိုရင်တော့ဘုရားတတ်နေသေးတာရောက်မှဆိုရောက်မှဆိုလို့ရှိရင်ဘုရားမရတတ်ဘူးဒါဖြင့်ဒီမှာလမ်းခွဲရမယ်ဆိုတော့ဟောလမ်းခွဲရှိတယ်နေကိုပြရတယ်လမ်းခွဲပြမယ်ဆရာနဲ့လည်းတွေ့ရမလို့ဟောလမ်းဒီနေရာမှာခွဲရသေးတယ်ကိုဆိုတယ်လေဟာမင်းတို့မျက်ထွက်လာနေတယ် နမရခြင်းဒီတိုင်းနဲ့ပဲဆိုလို့ရှိရင်ဒါယသမီးရှိဝဲရနေပြီးဩဝဒသွားနေဩဝဒနေနာဝဒဆိုင်တာပဲဒါပြီးဒီမောကောဝဒနေကောင်းပြောက်ဖို့ဦးမှာပဲဒီတိုင်းနဲ့ပဲခိုင်းတာဖြင့်ဘယ်ကနေပဲပြင်လာခွဲမှာတော့မရောက်ခင်အနာမရောက်ခင်ခွဲရမှာကွာစဉ်းစားနေကြတာကလည်းနော် ဒီနေရာမှာခွဲလိုက်တော့ပါဘူးဆိုလို့ရှိရင်တော့ဟိုနိုင်ခြင်းစုပ်ပြီးသိခြင်းစုပ်လာမှာပဲမလာပဲဘူးလားလာပါဘူးနိုင်ခြင်းစုပ်ပြီးသိခြင်းစုပ်လာမယ်ဆိုတာမှတ်တာတော့ဒီနေရာမှာလမ်းရှာပါဆိုတော့ဆရာဘုန်းကြီးကသတိပေးတယ်ဒီနေရာမှာလမ်းရှာခြင်းကြီးကလည်းလွတ်လွတ်လပ်လပ်ရှာတာလားလို့မေးဖို့လိုလာတယ်ဟုတ်ပါဘူးလွတ်လွတ်လပ်လပ်ရှာတယ်လို့မင်းတို့အောင်းဝင်နေတယ်နောက်က ဘုရားသရရိုက်နေကံတော့ရိုက်ရင်နဲ့ရင်ကိုဘုရားပါပဲသူကလည်းမဟုတ်ပါနဲ့ဆိုတော့တားလို့ဆီလို့ရတယ်မရပါဘူးအဲအရိုက်နဲ့ခံရင်ရှာရမှာလေ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 ာရှာခြင်းလို့တော့မရပါဘူးအရိုက်နဲ့ခံရင်နေဘူးလေဘူးလေယောဂဝတ်နရေတွေအနည်းငယ်တော့ကတ်တာပဲရိုက်နဲ့နေတာပဲအဲ့ဒီနေရိုက်နဲ့နေမတတ်နဲ့ပဲအဲအဲ့ရလည်းမလဲသေးဘူးခါမလဲခင်နေတော့ ရံွယ်ရှာမပဲလို့ဆိုတော့ရှာတော့မှာမနုသည်ကိုယ်ခန္ဓာကိုယ်ကြီးကိုကိုယ်အိုတဲ့ခန္ဓာကြီးကိုခန္ဓာငါးပါးကြီးကိုပြန်ကြည့်ရမယ်ပြန်ကြည့်တဲ့အခါကျတော့ကြည့်တဲ့မက္ကလံပေါ်လာမက္ကလံပါလံပေါ်လာတယ်လို့မှတ်ရအောင်နော်အိုတဲ့ခန္ဓာကြီးကိုဘယ်နှကြောင့်အိုပါလိမ့်မလို့ပြဲလိုက်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 နဲ့ခဏခဏအိုပြီးခဏခဏ ပျက်စီးနေတယ်ဘယ်နဲ့ကြောင့်ပါလဲမလို့ဘယ်နဲ့ကြောင့်ပါလဲမလို့ခဏကိုတွေးပါတွေးတဲ့ခါကြရမှာတွေးလို့ဆိုတာမိုက်ကန်လန်ကွဲလို့မှာခဏကိုတွေးလို့ဘာခေါ်ကြမလဲဟုတ်တယ်ပါဘုရားအဲနာမတွေးမယ်ဆိုတော့လည်းမတွေးနိုင်တော့ဘူးမှန်ပါတယ်ဘူရနနာဘူရမရောက်ခင်လေးတဲ့တွေးလုံးမဲ့ခင်လေးပေါ်လာတာပဲဒီချိန်မှာလံခွဲလေးလာတွေ့တာပဲ ဒါအားလုံးကဟောဒီကနေခွဲရတယ်ဆိုတော့ယနေ့ထူးလေလာပတ်ထားအောင်ဘုရားကနာဘူရာမရောက်ခင်ဘွားမရောက်မှဆိုရင်တော့ဖြင့်အရက်ကိုလူဝိုင်းနေတိနာပေါ်နေတာနဲ့ပဲဘာမှမတတ်နိုင်တော့ဘူးတတ်နိုင်နေရတယ်အဲ့ဒါကြောင့်စင်ငင်ကသူကလည်းထိုးတယ်မင်းကလန်ကွဲလေးတွေ့နေတော့ခွဲလိုက်မှာပဲ ဒီချိန်မှမခွဲတော့ပါဘူးဆိုလို့ရှိရင်တော့ဖြင့်အဲနာဗုဒ္ဓရောက်လာတော့ဘုသူတွေ့ဆရာကောင်းလို့ထားဘာကောင်းကောင်းနဲ့ပြေမောကိုယ်ဥဒ္ဒတာတောက်ချောက်သွားပြီတော့ဒီပြန်လမ်းကွဲမှာအဲ့ဒီကနေလည်းကောင်းပြောင်းခုပြန်တော့ပရိသေဘုရားပြန်ဆိုင်လာပဲတခြားသွားဆရာလမ်းရှိတယ်ရဲ့အဲ့ဒါကိုညာနဲ့ပေးဆရာစဉ်းစားပြီးကြည့်တော့မှဩလမ်းကွဲပြတယ်ဆရာနဲ့တွေ့ပြန်သေးတယ်ဆိုတာမင်းတို့ဝန်တာရပါဘုရား တယ်လမ်းကွဲပြရတဲ့အခါကျတော့ဘူးအလုံးလို့လို့ရှင်လမ်းပေါ်လာမနေ့လောကီရှိဝဲရှာတဲ့ပုဂ္ဂိုလ်ကအလုံးလို့လို့ရှင်အလုံးကလမ်းပြလာအလုံးမမလုံးတဲ့ပုဂ္ဂိုလ်ကတော့ဒုညအစီကံတိုင်းလုံးနေမယ်ဆိုဆိုလို့ရှင်ဘုညဆာမြေဒုညဆာငါးချက်ဆင်းငါးချက်ဆင်းပြီးတော့ဥပီးနေဒီနာပေါ်လိုက်ဒီနာပေါ်ပြီးသေးလိုက်ဒါပဲလှည့်ပြီးကောင်းပြောင်းပြီးသွားလိုက်ပြပြန်လမ်းကွက်ရှိသေးရဲ့လားရှိပါသေးပါ့ရှင် အဲ့တော့အလုံးလုံးပြီးလမ်းရှာရမယ်ဆိုတော့အလုံးမပါဘဲနဲ့လမ်းရှာတယ်ပြီးတော့ဘယ်မှပြုတ်မလဲပေါ့အလုံးလုံးပြီးလမ်းရှာရမယ်ဆိုတော့ဒီချက်မှတ်ထားကြပါခဲ့ရပြန်ဘလို့လုံးလုံးကမတော်လို့မေးတဲ့ခါကျတော့ဒီရတဲ့ခန္ဓာကြီးကိုပဲကြည့်ပေးဘုရားတရားခန္ဓာ၅ပါးသုံးရှိတယ်ဆိုတော့မှတ်ထားရတဲ့ခေါင်း။ဘုရားဒီခန္ဓာ၅ပါးသုံးဟိုတာတပါးလဲဟိုတယ်လို့မှတ်နေတယ်။ အဲ့ဒီခန္ဓာ၅ပါးကိုတဘာဝကိုဝေဒနာကြိုင်ဝေဒနာရှုစိတ်ကြိုင်စိတ်ရှုပြုပြီးဒီကံလာဖြစ်ဖြစ်ဒီမြန်းလာလို့ရှင်တော့ဟဲ့တဲ့မြင်တဲ့မက္ကံမက္ကံလမ်းပေါ်လာတာပဲမြင်တာပါလို့မက္ကံမက္ကံလမ်းလို့ဘုရားမဟုတ်ဘူးလားဟုတ်ပါဘူးဒီကရနောယံဘက်ခုမက္ကောဘိက္ခူရနောယံမက္ကောရှုရတဲ့မက္ကံဒီကရနောဒီကြောင်းငယ်နဲ့ မဝေမတရားပုတ်ဤလို့ဘုရားကဟောတယ်နော်ဒါပြန်ဒီလမ်းတွေမှာလဲမဝေမတရားဆိုတဲ့နောက်ထပ်ရှင်လုံးပြည့်ထားတဲ့ဒီဥသေးလည်းရှိတာပေါ့လေနောက်ထပ်ဥသေးခေါင်းပြောင်းဟုတ်တယ်လားမရောက်တော့ဘူးဥသေးသာတွေ့တယ်ခေါင်းပြောင်းရတော့ဘူးဒီလမ်းလိုက်တဲ့ပုဂ္ဂိုလ်ကလေဥသေးတော့တွေ့ရတာပုဂ္ဂိုလ်နောက်ဘဝကလူဘဝရပါလေဆိုလူလူနာလူပင်ပြည့်ရပါလေကပါသေးတယ်ဘုမနဲ့ရှိသေးတာဟုတ်ပါဘူး ဘာဘိဒ္ဓကလာနေတော့နောက်ထပ်ခေါင်းပြောင်းမခုတ်ဖို့ရဘူးဒါလမ်းခွဲပြတယ်သဘောပါဒါတွေလည်းရောက်မှာဒီလည်းရောက်မှာရောက်မှာခေါင်းပြောင်းခုတ်ချက်ရှိသေးရဲ့ဒီမက္ကန်ရထားတဲ့ပုဂ္ဂိုလ်ကဒီကနေ့ဒီမက္ကန်လမ်းတိုင်းသေတဲ့ပုဂ္ဂိုလ်ဒီမက္ကန်လမ်းတိုင်းကြွားလိုက်တဲ့အခါကျတော့မက္ကန်ဒီတပြောင်းနေတဲ့နိဗ္ဗာန်သွားတဲ့လမ်းပဲဆိုတော့ ခန္ဓာကိုယ်ကိုဖြစ်ဖြစ်ရှိတဲ့လမ်းကြီးဖြစ်ဖြစ်ရှိတဲ့မက်ခင်ကြီးဒါကလည်းမှတ်ထားနိဗ္ဗာန်သွားတဲ့လမ်းပေါ်လာတဲ့ဆိုကိုရှိတဲ့ညာကိုလမ်းပဲလောကီဇီဝကျတဲ့ပုဂ္ဂိုလ်ကညာလေးပေါ်လာလို့ရှိရင်ဇီဝရေးကဖြောင်းသွားညာလေးမပေါ်လာလို့ရှိရင်လည်းဒုံးမယ်ဒီနေ့လည်းငါမှုရှင်ငါမှုဒီကြက်ဒီကြက်ဒီလေးကောလာ ညာလေးပေါ်လာတဲ့ပုဂ္ဂိုလ်ကြတာလည်းခါကြလို့ရှိရင်ဘုံဘုံများဆုံးထွက်ကြလို့ဒီမှာလည်းခန္ဓာပေါ်၌ညာလေးပေါ်လာရမယ်။ဟောဒီခန္ဓာကြီးကအကောင်းပဲလား။အနိစ္စပဲလား။အနိစ္စပဲလားဆိုပဲညာလေးနဲ့မွေနောက်ရှိရမယ်လို့ဆိုတဲ့အဓိပ္ပာယ်ပြတယ်။မေနောက်ကြီးတော့ဝေစိတ်ကလေးပေါ်လာလာဒီနေ့ပဲဟောခဲ့ပါသေးတယ်။ ဘုရားရှင်ဘုရားရှင်စိတ်ပေါ်မယ်လို့ပြောဘူးလားပြောပါဘူးအဲ့ဒီဘုရားရှင်ပေါ်တဲ့စိတ်တွေကိုမလုပ်ပါဘူးရှုပေးရှုပေးတဲ့အခါကျတော့ဘုရားရှင်တဏ္ဏပေါ်လာတဲ့စိတ်ကအိဋ္ဌာရှုတယ်ကမက်ကဆိုလို့ပြန်။ဟောမက်ကလားကိုယ်ဝင်နေပြန်ရောက်တာမရောက်ဘူး။ရောက်တော့အဲမက်ကလားရောက်လာလို့ရှိရင်ပြန်တယ်။ဒီလမ်းပေါ်ပေါ်ဒီပုဂ္ဂိုလ်ရောက်တယ်လို့ဆိုရင်ပြောပါဦး။ပြောပါဦး။အဲတော့ ။အိုကအနာမရောက်ခင်ဒီလမ်းမတက်မရောက်တက်ပါ။နော်။အိုကအနာမရောက်ခင်ဒီလမ်းမတက်မရောက်တက်ရမယ်တန်လာတဲ့လူစုပါနော်။အနာကြီးဆွဲလို့မနဲ့ဆရာဝန်လက်လို့ရမှာတော့မတက်နိုင်ဘူး။မဆရာဝန်လက်လို့ရမှာတော့မရတော့ဘူး။ဒီလမ်းဒီမော့ကောဘူးလားတော့ပြီးကောင်းပြောင်းခုတ်ယူမယ်။ဘူးလမ်းကွဲကိုတွေ့ထားတဲ့ပုဂ္ဂိုလ်ကတော့ကောင်းပြောင်းတော့မပြောင်းရတော့ဘူး။ ရှင်းမလားဒါဖြင့်ဘဂုရနဲ့ဘဂုရကြမှာလမ်းရှာရမယ်ဆိုတော့လေဒီနေ့ပေါ်သွားပြီပေါ်သွားတဲ့အခါကျတော့ခုဩတခြားမဟုတ်ပါလားဒုလုံနေတဲ့လုံကလမ်းခွဲလုံပါလားဆိုတော့ရှင်းပါတယ်ဒုလုံနေတဲ့လုံပါလို့ဆိုကြမယ်လမ်းခွဲပေါ်ရောက်တယ်ညာလုံပဲဆိုတော့မှတ်ထားပါအဲဒီလမ်းခွဲပေါ်ဆိုတော့ညာလုံကိုလုံလို့ရှိရင်တော့ပြန်ဒီကား နာဘွားတော့တွေ့တယ်သေဘွားတော့တွေ့တယ်တွေ့ပေမဲ့ခေါင်းပြောင်းရရှိသေးရဲ့အဲ့ဒါခေါင်းပြောင်းမဖောက်ရလို့ရှိရင်လည်းဇာတိသိမ့်တယ်ဇရာသိမ့်တယ်ဗျာဒီသိမ့်တယ်မရဏသိမ့်တယ်လို့မဆိုနိုင်ဘူးဒါပေမဲ့ဇာတိသိမ့်ဇရာသိမ့်မရဏသိမ့်တာဒီနိဗ္ဗာန်ပဲဆိုတဲ့သဘောလေခေါင်းပြောင်းလာတော့မဖြစ်စင်းရဲ့ဇာတိကစသိမ့်တာပေါ့ဇာတိသိမ့်ဇရာသိမ့်တော့ဗျာဒီသိမ့်မရဏနောက်မရဏတော့သိမ့်တယ်သိမ့်တယ် ထက်လမ်းမပေါ်တက်မိလို့ကွာလမ်းပြောင်းမိလို့လမ်းတော်ပြောင်းမိတယ်ဒီလမ်းရိုးကြီးတိုင်းမလို့သွားနေမှာပဲသွားပဲမှန်ပါအဲ့ဒါကြောင့်ခန္ဓာကိုယ်ကိုရှုသွားမနေ့ကပြောခဲ့စောင့်ကြည့်ပါစောင့်ကြည့်တဲ့အခါကျတော့ချင်းခန္ဓာကိုယ်ကပြောပါလိမ့်မယ်ခန္ဓာကိုယ်ကဘယ်လိုပြောမှတော့မလို့ရှိရင်ဖြင့်ခန္ဓာကိုယ်ပြောတာကလည်းလူတွေကမရင်ဘူးခန္ဓာကိုယ်က ခုမှမညာကြီးမှောင်ရမှာတောင်းမှာရရတယ်ဆိုရရတဲ့နေရာကွာဖောက်တဲ့လက်ကြီးရောက်ခွေးရောက်သွားလိမ့်တာပဲရောက်ပါနိုင်လာတဲ့နေရာသွားစမ်းနိုင်ရောလက်ကမရောက်ဘူးရောက်ပါစိတ်ကတော့မရောက်ဘူးစိတ်ကလည်းစိတ်ကအရင်ရောက်တော့ပေါ့ကွာစိတ်ကအရင်ရောက်မှလက်ကနှက်ွက်လိုက်ရတာဟုတ်ပါဘူးဟုတ်ကူလားအဲ့တော့အဲ့ဒီနာတဲ့နေရာရတဲ့နေရာပေါ်တဲ့နေရာကအေးပတိကောအေးလာကြပါဘာသာကြည့်ရှုပါလေ तू ကခေါ်နေဟုတ်ပါ ဒါဖြင့်ဥပဒနာရှိဆိုတာသူခေါ်ရလဲရပါဘူးဥပဒနာရှိဆိုတော့ဘာလဲသူခေါ်ရလဲဒိဋ္ဌိလာခဲ့ပါပတ္တရှိပါလို့ဝေဒနာပေါ်နေတယ်ဝေဒနာခေါ်တာညတောင်လက်သွားသေးတာဘူးပါသူကညံသွားရပဲသဘောပါဒါဖြင့်ဩတို့ကညံနေမသွားပဲနဲ့ တဲ့ချဘကဲတဲ့ချင်ကဲတဲ့ကိုယ်စုရရလို့ဆိုပြီးကြလာဒေါသနဲ့သွားလာသွားမယ်တဲ့အိပတိကောညာနဲ့သွားရင်မက်ခင်နဲ့သွားတော့ကြဒေါသနဲ့သွားလို့ရှိရင်အပယ်သွားတယ်ညာနဲ့သွားရင်ညာနဲ့သွားလိုက်ရင်ညာနဲ့ဖြစ်ဖြစ်ရှိကိုသွားလို့ရတဲ့ရှိသွားသွားပေါ်တဲ့ရှိရှိသွားသွားသွားရတဲ့ရှိသွားညာနဲ့သွားရတယ် မြန်နဲ့သွားတဲ့ကံကြက်လိုက်ပြန်ပြန်ကိုမသွားခင်ကသူပဲချုပ်နေတယ်ဘောက်ဘူးလားဟုတ်ပါဘူးကိုမသွားခင်ကချုပ်နေချုပ်နေတယ်ဘီလေအဲ့တော့ချုပ်နေတာဖြစ်နေလို့ဩော်ဒီကံတွေအနှိမ့်ချပါလားချုပ်နေနေတဲ့အနှိမ့်ချပါလားအင်းညာလေအဲ့ဒီပဲလှည့်သွားတော့ဩဒါဒီအနိစ္စမင်းနဲ့ညံပါလားလို့ဆိုနေတယ်ဆိုနေတယ်အဲ့ဒီလိုအိပ်ပတိကုံလုတ်ပြောင်းလုတ် เอหิสิล่ะมีวุฒนาขอเอหิละแกมาปัตตะจุ่มชุบาบ่ขออูขอมาเอ้อล่ะก็เลยเบปุกุญูมาขอตรงสวยเลยชินดิลูสร้างเลยตันนิสิก็ปุกุขอล่ะสร้างดีจี้ดีเลยลายพั้มแห่สวยแล้วปุกุตาเอ้ยปฏิบอกก็เลยขอไล่ได้กะญูเนก็ผิดตาสร้างมาในปุกุโหว่าตันนิสิก็โกไร တခါလဲစောင့်ကြပြီးကြည့်နေတဲ့ပုဂ္ဂိုလ်လားအိပတိကောဝေဒနာကခေါ်တယ်စိတ်ကခေါ်တယ်လို့မှတ်ရစောင့်နေတဲ့ပုဂ္ဂိုလ်ကိုဘောခေါ်ညာတာလဲစောင့်နေတဲ့ပုဂ္ဂိုလ်ကတော့သူလန်းသူသွားနေတဲ့ပုဂ္ဂိုလ်ကတော့ဘောဖြစ်ပါ့မလားမှန်ပါဘူးဒါပဲဗန္ဓိတိကောကိုယ်ရင်းမြန်ပြီးကြတာကိုယ်ရင်းစောင့်ပြီးကြတာနေမှအိပတိကောဆိုရစီပါခေါ်ရလို့ဖြစ်ပြသွားရှိရမယ်သူမှန်ပါဘူး သဘောပါဟုတ်ဘောရကိုဘာလို့ရမလဲဖြစ်ဖြစ်ရှိပါဟုတ်အဲဒီလာကဘာပတ်သက်လို့ခေါ်ပါရသန်းနဲ့မသွားပြန်လို့ရှိရင်တခြားလူကသွားမယ်ဆိုရင်ဒေါသနဲ့သွားလိုက်ညာကတော့ဖြစ်ပါအဲ့ဒါအသွားကိုလည်းသင်ပြန်လေအေးဒေါသနဲ့မပေါ်နဲ့ညာနဲ့သွားညာနဲ့သွားတော့အိစ္ဆာပြောလို့မယ်ဒေါသနဲ့သွားလို့ရှိရင်ဖြင့် တခါတည်းသက်กายကခေါ်ရဖြစ်သွားလိမ့်မယ်နော်သက်กายဆိုတော့ခန္ဓာငါးပါးသက်กายဟုတ်သက်กายကခေါ်တဲ့စီသွားရင်အပေသွားတာပဲဟုတ်ဟုတ်လေအနိစ္စခေါ်တဲ့စီသွားလို့ရှိရင်ဖြင့်ဒါအနိစ္စတွေ့ရမှာပဲအနိစ္စတွေ့တာဒီမဂ္ဂနံပေါ်တာပဲဟုတ်ဘာကြဒါပဲသက်กายကခေါ်တဲ့ကတမျိုးအနိစ္စကခေါ်တာခေါ်တော့သက်กายကခေါ်လို့ရှိရင်လောဘနဲ့ပေါ်တယ်ဒေါသနဲ့ပေါ်တယ်မောဟနဲ့ပေါ်တယ် ညာကခေါ်လို့သွားလို့ရှိရင်ပြင်းတဲ့မဲ့နဲ့သွားတယ်လို့မှတ်ရမယ်။ဟုတ်ပါဘူး။ဒါပြင်းမဲ့လို့ဘာနဲ့သွားကြလဲ။မဲ့နဲ့မသွားဘူး။ညာကဘာနဲ့သွားမဲ့နဲ့သွားမယ်ဆိုရင်ညာနဲ့သွားပါလို့ဆိုရမှာ။ညာနဲ့သွားတဲ့အခါကျလို့ရှိရင်သွားစီနေတဲ့နေတဲ့မရှိတာလို့မှာပဲ။နော်။အဲမရှိတာတွေ့တော့မရှိတာကနေသာအင်းတွေ့တာကဘက်ကဖြစ်သွားတာမရှိတာကဘာခေါ်လဲသစ္စာတွေ့တာကသစ္စာ မေကဖြစ်သွားတဲ့အခါကျတော့ဩမရှိတာတွေ့အောင်ကိုယ်ခန္ဓာကြီးမမြဲအနိစ္စတရားမရှိတာကိုညာငတ်လိုက်ရပါဘူးဆိုတော့ကိုယ်ခန္ဓာကြီးဟာသူလမ်းခွဲရှာလိုက်တော့ဩသွားရပြီညာနဲ့သွားလို့ရှိရင်ပြန်ဒီဥစ္စာအနိစ္စနဲ့ရောက်သွားတာပဲဘောပါဒါနဲ့သွားရပလား လောဘနဲ့သွားမလားဒေါသနဲ့သွားမလားမောဟနဲ့သွားမလားညာနဲ့သွားမလားအဲအိပတိကောခေါ်တဲ့ရှိကိုညာနဲ့သွားရမယ်သူကဲကညာနဲ့သွားလို့ရှိရင်ဖြင့်တဲ့ညာနဲ့သွားတော့ကိုကိုအသေးကိုတွေ့မယ်ဘာတွေ့ကိုအသေးကိုဒါပဲကိုအသေးကဝေဒနာလည်းကိုခန္ဓာကိုဒါကိုအသေးကအိ္သာတွေ့တာကမကဖြစ်ပါကိုအသေးကဘာလဲအေး အဲ့တော့ကိုယ်တေကိုလည်းကိုမြင်တော့ကြောင့်တဏှိတိကဖြစ်တယ်ခွာရကိုလိုက်တော့ကြောင့်လည်းအိပတိကဖြစ်တယ်ကိုယ်တေကိုမြင်တော့ကြောင့်တဏှိတိကဖြစ်တယ်ကိုယ်လည်းမြင်တာဟုတ်ခွာရလည်းတော့ကြောင့်အိပတိကောမဖြစ်ဘူးလားအဲတဏှိတိကောနဲ့အိပတိကောဆိုဒီတိုင်းပါပဲကိုယ်တေ ကြည့်ရဖို့ကိုတွေ့လို့ရှိရင်ဖြင့်မန္တိကောသမ္မပတိတာပြောတယ်။သူများပြောတာမဟုတ်ဘူးလေ။ကိုညာနဲ့ကိုကိုအသေးကိုမြင်တာပဲ။ဝေဒနာခန္ဓာလေးသေးတာကိုဝေဒနာခန္ဓာရှိတယ်ဝေဒနာခန္ဓာသေးတာပဲ။ဝေဒနာခန္ဓာသေးတော့ဉာဏ်ခန္ဓာလေးပါးပဲရောသေးတယ်လို့ယနေ့ဟောပြီးပေါ့ခင်။ဟုတ်ဘူးလား။အဲ့ဒါကိုအသေးကမရှင်းသေးဘူးလား။ရှင်းပါပြီ။အဲ့ဒါကိုကိုယ်တိုင်မြင်နေကိုယ်တိုင်ကိုယ်သေးဘူးကိုယ်တိုင်မြင်တာကတဏှိတိကကိုယ်သေးရှိရသို့ဉာဏ်ကလှည့်မိတာကအေဟိပတိက ကိုယ်သိရှိရဟုကိုမြင်တာကတန်ဋိရှိကောကိုယ်လည်းမြင်တာနော်ကိုယ်သိရှိရဟုကိုသွားမိတာကအိဘတိကောအိဘတိကောဖြစ်သွားတယ်အဲ့ဒါတန်ဋိကောနဲ့အိဘတိကောကိုယ်သိကိုမြင်တာဘာခေါ်ကြတန်ဋိရှိကောကိုယ်သိကိုမြင်တာအသေးရှိရဟုသွားမိတာကအဲ့ဒါမင်းတို့ကဒီနှစ်ခုရုံးနေလို့မညံပုံညာမရတာမှန်ပါပါ ဗဏ္ဍိကုံနဲ့အိပတိကုံတစ်ခုကိုဖြင်းပြန်လိုက်နိုင်မယ်ဆိုလို့ရှိရင်ပြောမယ်လို့ကြီးမဲ့အမြဲပေါ်နေသောကြောင့်မဲ့ကလမ်းပေါ်ရောက်နေတာလမ်းဘောပေါ်မရောက်ဘူးတဲ့သွားရကြဗဏ္ဍိကုံဆိုတာဘာလို့ကိုယ်စီကိုကိုယ်တိုင်းမြင်တာကိုယ်တိုင်းဆိုတာဒီမဲ့နဲ့မြင်တာသဘောကျသဘောကျအိပတိကုံဆိုတာကအသေးကပဲကျုပ်သေးနေပါပြီကြည်စမ်းပါအောင်လို့လာပြောတာသူကမခေါ်ဘူးလားဟုတ်ပါဘူး အဲခေါ်လို့ခေါ်လိုက်ခေါ်လိုက်တော့ကိုယ်တိုင်းမြင်ပါလေဟုတ်ပါမမြင်ဘူးမြင်တော့သေတာဟာနှိစ္စပဲမြင်တာဒီမက်ကပဲဝါတာဒီမက်ကပဲမြင်တာလည်းဗန္ဓိကောဆိုရယ်ဉာဏ်ဆိုတာပဲနော်ဟုတ်ပါဘိပတိကောဆိုတော့ပတ်တာရှုတာလည်းဉာဏ်နဲ့ရှုတာပဲဒါကြောင့်မင်းတရားကုံတော်တွေကတရားကတော့ခေါ်ပါရဲ့မင်းတို့ကမတော်တာလို့ခဲ့နေတာတရားကတော့မခေါ်ဘူး ်ပါပါဒါလေးကိုဗမာမြန်ကိုရမြန်ကြည်စမ်းပါကိုရမြန်ကြည်စမ်းပါပြုတ်သိနေပါလေလို့ပြောဘူးအဲ့ဒါနေတော့မသွားမိလို့ရှိရင်အိပတိကောအလုပ်လက်လော့သွားလို့မှတ်ရမယ်အဲ့အိပတိကောလက်မလော့လို့ရှိရင်ဖြင့်တခါတဲ့အရဏစိတ်တံဥပ္ပန္နိတဘောဆိုရယ်ဥပ္ပန္နိကောဆိုတော့မိမိစိတ်ကိုပဲမိမိစိတ်ဟာ မိမိစိတ်ကိုဆွဲဆောင်တယ်အနိစ္စကဆွဲဆောင်သွားတာပဲသဘောကြလားအနိစ္စကဆွဲဆောင်သွားတယ်နော်ဩပါနေကောအတ္တစိတ်တံဥပါနေတဘောဆိုမိမိစိတ်ကိုအနိစ္စကဆွဲဆောင်တဲ့စီကိုလိုက်နေပါတရားအနိစ္စကဆွဲဆောင်ရတယ်ဆွဲဆောင်ရကိုတို့ကလိုက်ပါများပြီးဒီကလာနေပြီချုံမပြန်ပစ္စံဝိရိယဘောဝိညူဟိဆိုတော့ပညာရှိဖြစ်သွားပြီတဲ့ ဆွဲဆောင်နိုင်တာလိုက်နေမယ်ဆိုရင်ပထမမဲ့လေးရမှာပဲဒုတိယမဲ့ကောတတိယမဲ့ကောသရုတ်ထမဲ့ကောအဲအသီးသီးခံစားရတာမှာပဲပထမမဲ့လေးကိုခံစားရမှာပဲဒုတိယမဲ့လေးကိုခံစားရမှာပဲတတိယမဲ့လေးကိုခံစားရမှာပဲသရုတ်ထမဲ့လေးကိုခံစားရမှာပဲအဲဗန္ဓိကောခေါ်ရကိုအိဘတိကနာလာလိုက်လို့ရှိရင်ဖြင့်ကိုခံစားရတဲ့အကျိုးပါတခါလည်းလာပါပဲဘယ်လိုခံစားရအောင်ဆိုတော့နောက်ထပ်ဩဒါသေးလာသေးရဲ့မနာပါဘူး ဒီဘဝတစ်ခါပြီးနောက်ထပ်ဝင်လာပြီမလားတော့ဝင်လာပြီမလားလို့ရှိရင်ပြန်ဩဟုတ်ဩလို့အနာလို့အသေးလို့ကိုကိုကိုရင်ခံစားရတယ်လို့ပြောရမယ်ဆုံးပါပါဘုရားဒါပဲဒီနေ့တရားမှာဘာရေးကြည့်ပါလဲဆိုတော့ရှုဗန္ဒိတွေကိုကိုယ်တိုင်မြန်မရှုဘူးဘေးကြည့်တယ်ရှုရင်အိပ်ဘက်တွေကိုဖြစ်တယ်ပဲနော်ဟုတ်ပါဘူးဩဗန္ဒိကိုရမိမိစိတ်ကိုဒီကအနိစ္စတွေကမဆွဲဘူးလား ်ပါဘူး။အဲဆွဲရစီလိုက်ရမယ်။ဆွဲရစီတကားရစီကအနိစ္စနဲ့ကိုကတ်နေအောင်လို့အနိစ္စနဲ့ကိုနှိကအောင်လို့အနိစ္စနဲ့နှိကအောင်လို့ပြီးဒီကံနေလိုက်ဆက်ပါ။ကျော်ခဲ့တဲ့နေလိုက်ချင်းဖြင့်အနိစ္စနဲ့မက်ကနေယူမနေဘူးလေ။နေပါဘူး။အနိစ္စနဲ့မက်ကနေရောဒီမက်ဟာရှိပါများလေလို့ရှိရင်လောကီမက်ကလည်းပြန်မဖြစ်ရမှာပဲ။တပည့်ကြ။လောကီမက်က၅ပါးလည်းပြန်မက်က၈ပါးဖြစ်လာမှာပဲ။ အဲ့တော့ရှုပါများလာတဲ့အခါကျတော့ရှင်၈ပါးဖြစ်မှာ၈ပါးဖြစ်လို့ရှင်ဒီခန္ဓာပြောက်လိမ့်မယ်ခန္ဓာ၅ပါးပါဖြစ်တော့၈ပါးဖြစ်လို့ရှင်ခန္ဓာ၅ပါးပြောက်သွားလို့ရှင်ဖြင့်ခန္ဓာအသေးခေါ်တဲ့နေရာရှိသေးရဲ့ရှိမရှိဘူးဟောအသေးလွတ်တဲ့နေရာလေကိုယ်ရင်တွေ့ရဘူးလားရှိရပြီလက်ထာလည်းပန်းလေးကြီးပေါ်ပဲတဲ့ကိုယ်ရင်သွားလို့အသေးလွတ်တဲ့နေရာလေကိုယ်ရင်ရောက်သွားတာအသေးရှိတဲ့အစီကိုသွားမှအသေးမုန်းအသေးယွန်းအသေးမလို့ဂျမတ် အပင်မလွတ်တဲ့ရှိတဲ့ကိုယ်တိုင်မြင်ပြီးကိုယ်တိုင်ရောက်ပါပဲနမရောက်နေပါဘူးဘုရားတော်သေရကခေါ်တာပဲတဲ့နောက်ကြလာတဲ့ခါကျတော့ရှင်မြေရကခြုံရင်းရုပ်သိမ်းသွားတဲ့ခါကျတော့အနေဘက်ကခေါ်တယ်လို့မှတ်ရမယ်ဘုရားတော်ဘယ်ကခေါ်လဲနောက်ကြီးရှိပါများလားအနေဘက်ကအသေးဘက်ကခေါ်ရင်အနေချာခေါ်လဲမှတ်ပါအနေဘက်ကခေါ်လို့ရှိရင်မက္ကေရှိပါပြည့်စုံလို့အနေဘက်က နိဗ္ဗာန်ကခေါ်တယ်လို့မှတ်ရမယ်။ဒါပြန်အနိစ္စခေါ်တဲ့စီသွားမှနိစ္စတွေ့မှာပဲ။အနိစ္စအဆုံးမှာမှနိစ္စနိဗ္ဗာန်ရှိတယ်။ဒုက္ခအဆုံးမှာမှဒုက္ခနိဗ္ဗာန်ရှိတယ်။အနတ္တဆုံးသွားတဲ့အခါကျတော့မှအနတ္တနိဗ္ဗာန်ရှိတယ်ဆိုတာမှတ်ထားရမယ်။ဒါပေမဲ့ဒီနေ့ညာလို့ပါမှာကကိုယ်ရင်းမြောင်ဖြစ်ဖြစ်စီကိုသွားပါလား။သူတို့ကတော့ခေါ်နေတယ်။မိမိစိတ်ကလိုက်ဖြစ်အောင်လိုက်ပါနော်။အကျိုးခံစားရပါလိမ့်မယ်။ကျေရုခံစားဆိုတော့နောက် ခေါင်းပြောင်းပြီးခုတ်ချင်ရှိသေးရဲ့ရှိတယ်။အဲခေါင်းပြောင်းပြီးခုတ်ချင်မရှိတာဒီသေးသေးချေချေမှတ်ပါကိုကျိုးခံစားရတာ။ဒါဥပဒနာလို့လို့လို့တဏှိတိကောလို့လို့အေပတိကောလို့လို့ဩပန္နိကောလို့လို့သစ္စာဝိရိတဘဝိညူဟိဆိုရတာဝိညူဟိပညာရှိတဲ့ပြစ္ဆံသေးသေးဝိရိတဘခံစားရည်ဆိုတော့ပထမမနိဗ္ဗာန်လည်းသူခံစားရတာပဲ။ဒုတိယမနိဗ္ဗာန်မို့ခံစားရတာ။အဲရှုတဲ့ပုဂ္ဂိုလ်ခံစားရတယ်။မရှုတဲ့ပုဂ္ဂိုလ်ခံစားရတယ်လို့လာရတာ။မှန်ပါဘူး။ အဲ့ဒါသေချာစဉ်းစားကြည့်တော့ဩငါတခြားလည်းမှတ်ချက်မရှိပါလားငါတို့ရပြီးတော့ဖြစ်တယ်ဘုရားဓမ္မဆိုပြည့်တယ်ဓမ္မတရားတွက်ခါတော့ကောင်းစွာဟောတော်မူဘုရားကောင်းစွာဟောထားတာပဲဘယ်လိုဟောထားတာလဲတဏှိတူပြောင်းလို့ကိုယ်တိုင်မြင်အောင်လုပ်ပါအသေးကိုနော်အိဘတိကောဖြစ်အောင်လုပ်ပါအသေးရှိတဲ့ဒီပေါ်ပြောင်းပေါ်ပါဟုတ်ကအနုရစေတံဥပ္ပန္နိတံမိမိစိတ်ကဘယ်မှမပြည့်စုံနဲ့တဲ့ဒီအသေးရှိတဲ့စီပဲသွားနေနော် သစ္စာမရိဒဘဝိညူရီဒီလိုသာဆိုလို့ရှိရင်အသီးသီးတတပတိမတရိုင်းနဲ့အနာရိမရတမဆိုတာအသီးသီးကိုခံစားရမှာပဲကိုခံစားရလို့ရှိရင်ဖြင်းနဲ့ခေါင်းကခေါင်းပြောင်းပြီးသွားစီရလမ်းကဆုံးသွားတယ်လို့ဆုံးဖြတ်ရှားပါဒါဖြင့်ဒီနေ့ရနေုံချုပ်လိုက်မယ်အိုးကအနာမရောက်ခင်ကိုတရားကုံတော်6ပါးနဲ့အလုပ်လုပ်ပါအိုးကအနာမရောက်ခင် တရားကုံတော်၆ပါးနဲ့လုံးလုံးလေးလို့ရှင်းနေရှင်းဖြင့်ခါတိုင်းလက်နေကြလမ်းကြီးဟာကောင်းပြောင်းပြီးခုတ်တယ်စားအကုန်သိမ့်တယ်လို့ဆုံးပဲချနိုင်ပါဟုတ်ပါဘူးရှင်းပြီနော်ရှင်းပါပြီကဲဒီစဉ်တော့နိုင်ဝတ်ပြည့်သာဓုသာဓုသာဓု